မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်မင်းတပ်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စကမ်းပြတဲ့ခလာရ2ခွန်လေးတရင်ကိုတိုက်ခိုက်သိမ်းပတ်လိုက်ပြီးတော့မင်းတပ်မြို့နယ်တစ်ခုလုံးမှာစစ်ကောင်စီကင်းစင်သွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဒီဇင်ဘာလ22ရက်နေ့မနက်ပိုင်းမှာစစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စကမ်းပြတဲ့ခလာရ2ခွန်လေးတရင်ကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။ချင်းကြီးနောင်တပ်ဖွဲ့ကမကြမီမှာတရားဝင်ပြည်သူများကိုထောက်ပြန်ကြေညာသွားမှာဖြစ်တယ်လို့သိရပါဗျ။နိုဘမ်ဘာလ9ရက်နေ့ကနေစတင်ပြီးတော့ချင်းကြီးနောင်ဆက်စင်ရေးအဖြစ်နဲ့မင်းတပ်မျိုးနဲ့ဖလန်းမျိုးတို့ကိုမျိုးသိမ်းဆက်စင်ရေးအဖြစ်နဲ့ပေါ်ဆောင်ခဲ့တယ်လို့သိရပါဗျ။မင်းတပ်မျိုးသိမ်းဆက်စင်ရေးမှာမျိုးပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့စံမင်းတီရီဇေဒီကုံဝန်ထမ်းအင်အားလိုင်ကန်စံပြရက်ကွာခရိုင်ဆောက်လုပ်ရေးဝင်တာဝါရိုင်းကုံ ဟိုတယ်မင်းတပ်မြလေးပွင့်ဇေဒီကုန်းလေးပိုင်ဂုံးတို့ကိုတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့သိရပါတယ်မင်းတပ်ခရိုင်မြို့နယ်ရဲတပ်ဖွဲ့ဝင်းနယ်ခလာရနှစ်ခွန်လေးတိုင်ရင်တို့ကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်ခဲ့ရမှာဒီသမလာ15ရက်နေ့မှာမင်းတပ်ခရိုင်မြို့နယ်ရဲတပ်ဖွဲ့ဝင်းကစစ်သားနဲ့ရဲစုစုပေါင်း123ဦးနဲ့အတူ၎င်းတို့ရဲ့မိသားစုဝင်းများလက်နက်ချအမြန်ခံလာခဲ့တယ်လို့သိရပါတယ်ခလာရနှစ်ခွန်လေးတစ်ခုပဲကြံတော့တာအခုအဲ့ဒါကိုတင်လိုက်တာလို့ချင်းတော်လိုင်းရေးသတင်းအမိန့်ကပြောဆိုထားပါတယ်ချင်းညီနောင်တပ်ဖွဲ့ထံကိုဆက်သွယ်မေးမြန်းကြည့်ရမှာမ 今天没有等阿妹了，没加眉毛，等下问图片增加多美了。接下来片数太长，大家喜欢的看喵。 နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမဒီယာမြို့နယ်ထမ်းမြင့်ကုန်းကျေးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားများကိုဝင်ရောက်တိုက်ခိုက်ရာစစ်သား၅ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့လက်နက်၅လက်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ19ရက်နေ့မနက်9:00ခန်းအချိန်မှာမဒီယာမြို့နယ်ထမ်းမြင့်ကုန်းကျေးရွာမှာဝင်ရောက်တပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားများကိုပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၅ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့လက်နက်၅လက်နဲ့ခဲယမ်းများကိုတင်းစီရရှိခဲ့တယ်လို့သိရပါပါတယ်။အလားတူပဲမ ဒရယာမျိုးနဲ့အတွဲမှာရှိတဲ့အခြားသောအကြမ်းဖက်ဆေးကောင်စီရဲ့တပ်ဆက်ခန်းများကိုလည်းထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီးတော့တိုက်ပွဲများပြင်းထန်လျက်ရှိတယ်လို့သိရပါဗါဒါအပြင် တပိတ်ချင်းမြို့နယ်နဲ့နောင်ချုံမြို့နယ်တို့မှာလည်းပြည်သူ့ကာကွယ်တပ်မတော်မန္တလေးနဲ့အကြမ်းဖက်စစ်ကောင်စီတို့ကြားမှာတိုက်ပွဲတွေပြင်းထန်လျက်ရှိကြောင်းပြည်သူ့ကာကွယ်တပ်မတော်မန္တလေးရဲ့စေဦးစီးအဖွဲ့ကထုတ်ပြန်ထားပါတယ်အလားတူပဲသခိုင်းတိုင်းသခိုင်းမြို့တမ33ရဲ့နောက်ကျောဘက်မှာရှိတဲ့ဘီယာဆိုင်တဆိုင်မှာပြူစောတိမင်းသူကိုပြစ်ခတ်ရှင်းလင်းခဲ့ရာနေရာမှာတွင်ပွဲချင်းပြီးတေဆုံသွားကြောင်းပြင်းဝင်ခရိုင်ဒရုန်းတပ်ဖွဲ့ရတနာဘုံတပ်ဦးရဲ့တာဝန်ခံကိုကီရီကပြောကြားထားပါတယ်ဒီဇမလ20ရက်နေ့ညနေ4နာရီအချိန်ကကော စကိုင်းမြို့တပ်မ33ရဲ့နောက်ကျောဘက်တောင်ကူကုန်းရွာထိပ်မှာရှိတဲ့ဘီယာဆိုင်မှာဘီယာထိုင်တောင်းနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့လက်အောက်ခံပြူစောတီမင်းတူကိုဝင်ရောက်ပစ်ခတ်ရှင်းလင်းရောင်းနေရာမှာရင်ပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါတယ်။တိတ်ဆုံသွားတဲ့ပြူစောတီမင်းတူဟာအခြားသောအပေါင်းပါများနဲ့အတူပြည်သူလူထုအပေါ်ကိုအနိုင်ကျင့်ဗိုလ်ချခြင်းစကိုင်းမြို့တွင်နေပြည်သူများကိုဓမြတိုက်ချင်းတို့ကိုလှုပ်ဆောင်နေကြောင်းစစ်ကောင်စီရဲ့အတွင်းထဲမှာရှိတဲ့သတင်းပေဖျဲသီးကနေတိုက်ကြားလာတဲ့အတွက်အခုလိုမျိုးပြစ်ခတ်ရှင်းလင်းလိုက်ရခြင်းဖြစ်ကြောင်းအသိပေးထားပါရယ် အလူကူလုတ်ပေးတဲ့သူတွေကိုဘီယာလိုက်တိုက်တယ်လို့သိရတယ်။အဲ့ဒီလမ်းတက်လျှောက်ကစစ်ခွေးနယ်မြေတွေပဲမင်းသူဆိုတာဘယ်သူလဲလို့မေးပြီးတော့တုံးချက်ပစ်ခဲ့တာစစ်ခွေးတွေနဲ့အပြန်အလှန်ဖြစ်ခဲ့တာတော့မရှိပါဘူး။ ပြစ်ပြီးတော့တန်းပြီးတော့ပြန်ဆုတ်လာခဲ့တာကျွန်တော်တို့တပ်ဖွဲ့အနေနဲ့စစ်ရေးသတင်းထုတ်ပြန်တာတွေရှိသလိုသတင်းမထုတ်ပြန်မဲနဲ့စစ်ရေးဖော်ဆောင်နေတာတွေလည်းရှိပါတယ်လို့ပြည်ဦးလွင်ခရိုင် drone တပ်ဖွဲ့ရတနာဘုံတပ်ဦးရဲ့တာဝန်ခံကိုကီရီကပြောကြားထားပါတယ်အခုလိုမျိုးပြူစောတီမင်းသူပြစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကစကိုင်းမြို့နယ်တင်းတဲ့ရွာအတွင်းကိုဝင်ရောက်ပြီးတော့အရတားပြည်သူ၄ဦးကိုဖမ်းဆီးသွားတယ်လို့သိရပါတယ်၎င်းလုံဆောင်မှုများကိုပြည်ဦးလွင်ခရိုင် drone တပ်ဖွဲ့ရတနာဘုံတပ်ဦး Burmese Revolution Force BRF နဲ့ Brave Soldiers Guerrilla Force ရဲဘော်များကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းရင်းမာပင်ခရိုင်ပလဲမြို့ကိုစစ်ကူရောက်နေတဲ့စစ်ကောင်စီအုပ်စုတွေတဲကစစ်သား9ဦးဟာ BNRA ထံမှအလင်းဝင်လာတဲ့အတွက်စုချင်းငွေတွေချင်းမြစ်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့နိုဝင်ဘာလဇန်ပိုင်းကပလဲမြို့ကိုဘုံနဂါဦးဆောင်တဲ့ BNRA နဲ့မဟာမိတ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာဘူးတလင်းနေထဲမှာစစ်ကြောင်းထိုးလူသက်လူရက်မိရှုတာတွေကိုလုံနေတဲ့စစ်ကောင်စီအုပ်စုတွေကတချို့ကို MI 70တဲပို့ရဟတ်ရင်နဲ့တယ်ယူပြီးပလဲမျိုးကိုစစ်ကူပုတ်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီလိုရဟတ်ရင်နဲ့စစ်ကူပုတ်ခံရတဲ့စစ်သားတွေတဲက တပ်သား9ခုဟာဒီသမားလ10ရက်နေနဲ့17ရက်နေလေးမှာအလင်းဝင်လာတယ်လို့ BNR ကထုတ်ပြန်ထားပါတယ်။အဲ့ဒီအလင်းဝင်လာတဲ့ CDM ရဲဘော်9ခုစလုံးဟာစစ်ကောင်စီရဲ့စစ်မှုထမ်းအပတ်စဉ်၄တင်တန်းစင်းရဲဘော်များဖြစ်ကြောင်းသိရှိရပါတယ်။လက်နက်နဲ့အလင်းဝင်လာတဲ့ရဲဘော်တအုပ်ကို သိန်း90နဲ့အတိမတ်ပြုစုချင်းမြင့်ပေးခဲ့ပြီးတော့လက်နက်မဲ့အလင်းဝင်လာတဲ့ရဲဘော်တအုပ်ကိုတော့9သိန်းနဲ့အတိမတ်ပြုစုချင်းမြင့်ပေးခဲ့ကလွတ်မြောက်ဘေးကင်းရာနယ်မြေတွေကိုပို့ဆောင်ပေးခဲ့တယ်လို့ BNI ကဖော်ပြထားပါတယ်အလင်းဝင်လာတဲ့သူတွေဟာတပ်သားတွေဖြစ်ပြီးတော့ပြည်ကြီးကျော်လင်းနိုင်မိုးနိုင်ရန်နိုင်ဝေကြီးအောင်အောင်နဲ့လင်းထက်တို့ဖြစ်က MA1 လေးလက်ကြီပေါက်၈ခု MA3 တလက်ကြီပေါက်၃ခု 5.56G 956တောင်းနဲ့ drone တစ်စင်းတို့ပါရှိခဲ့တယ်လို့သိရပါဗါရယ်အဲ့ဒီဘူးတလင်စစ်ကြောင်းကနေပြီးတော့ပလဲမြို့ကိုစစ်ကူပို့ထားတဲ့စစ်ကောင်စီအုပ်စုတွေကအလင်းဝင်လာသူစုစုပေါင်း9ဦးရှိပြီးတော့ BNI ထားမှာအလင်းဝင်သူ9ဦးနဲ့ကျန်တဲ့2ဦးကတော့တခြားတော်လိုင်းတက်ဖွဲ့တစ်ခုထံကိုအလင်းဝင်သွားတယ်လို့ BNI ကထုတ်ပြန်ထားပါတယ်။ဗမာအမျိုးသားတော်လိုင်းတက်မှာတော့ BNI အနေနဲ့နောက်ထပ် CDM ပြုတ်လုပြီးတော့ပြည်သူရင်ဝင်ခိုးလုံပြီးပြည်သူဘက်ကိုရက်တီသွားမယ်စစ်ကောင်စီရန်တရားအတွင်းကတပ်သားများကို BNI ကနှွေးထွေးစွာချိုးဆိုကြောင်းအသိပေးအပ်ပါတယ်လို့ BNI ကဖော်ပြထားပါတယ်နိုင်ငံတော်ဝန်လုံးမှာစစ်ကောင်စီအုပ်စုလက်အောက်ခံလက်နက်ကိုင်းတွေဗတ်ပြောင်းတာအလင်းဝင်တာတွေနေ့စဉ်လိုလိုရှိနေပြီးတော့ နိုဗ ెంబ ာလအတွင်းမှာဗိုလ်မှူးတော်ဦးအပါဝင်စစ်ကောင်စီတပ်သားနဲ့ရဲစုစုပေါင်း33ဦးပြည်သူရင်ဝင်ကိုခုန်လုံခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ဝင်ကြီးဌာန MOD ကထုတ်ပြန်ထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းဘူးတလင်မြို့နယ်အင်တန်းရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံနှလုံးကျဲချတိုက်ခတ်ရာအသက်၈နှစ်အရွယ်ကလင်းငယ်တအုပ်နဲ့အသက်69နှစ်အရွယ်အမျိုးသမီးတအုပ်တို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ19ရက်နေ့ည9နာရီအချိန်ကအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကြောင်းကနေတိုက်ခတ်မှုလုံဆောင်ခဲ့တယ်လို့သိရပါရတယ်။စာတင်ဆောင်နှဆောင်နဲ့ဖုံကြီးကြောင်လည်းထိခိုက်ပျက်စီးသွားတယ်လို့သိရပါရတယ်။ အကြောင်းမဲ့တက်တက်ကိုလာပစ်သွားတာပါဘသူမှမထင်သာဘူးလေမြေပြင်မှာကဘာတိုက်ပွဲမှမရှိတယ်လို့ဘာစစ်ကြောင်းမှလည်းမရှိဘူးအခုလို့ပစ်ခတ်လို့အသက်69နှစ်အရွယ်ဒေါ်ကြည်တန်းနဲ့အသက်10နှစ်အရွယ်မောင်ရဲလင်းထွန်းတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်နွားတကောင်လည်းတေဆုံးသွားတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်အင်းနိုင်ရွာကိုအကြောင်းမဲ့လေကြောင်းကနေတိုက်ခိုက်မှုလုံဆောင်ခဲ့တဲ့လေရင်ဟာမိထီလာရှမ်းတဲ့လေတပ်က Jet Fighter ဖြစ်တယ်လို့စုံစမ်းသိရှိရကြောင်းတင်ပြရှိပါတယ်ခင်ဗျာတရင်တွေကိုတင်ဆက်ပေးနေရင်ねကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ အပ်ဒိတ်ဖြစ်နေတဲ့သတင်းများကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို Like and Subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုင်းရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်အမ်းမြုံနယ်မှာအာနာသိန်းစစ်ကောင်စီတပ်ရဲ့ပြစ်ခတ်တပ်ဖြတ်မှုကြောင့်ပြည်သူ73ဦးသေဆုံးပြီး36ဦးအထိဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2023ခုနှစ်နိုဝင်ဘာလ17ရက်နေ့ကနေ2024ခုနှစ်ဒီဇင်ဘာလ9ရက်နေ့အထိအမ်းမြုံနယ်အတွင်းမှာစစ်ကောင်စီရဲ့စစ်ရာဇဝတ်မှုကျူးလွန်ခြင်းများကိုမှတ်တမ်းယူထားခြင်းဖြစ်ကြောင်း HGCO ကပြောဆိုထားပါတယ်။သေဆုံးသူမိသားစုဝင်များနဲ့ထိခိုက်ဒဏ်ရာရရှိသူများဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကိုလိုအပ်နေတယ်လို့သိရ ပါတယ်။အမ်းမြို့နယ်အမ်းမြို့မှာရှိတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို RFA တပ်တော် AA ကမနေ့ကဒေသမလာ20ရက်နေ့နေ့လယ်ပိုင်းမှာအပီးသက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့စစ်တပ်ကြောင့်ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အမ်းပြည်သူများဟာစားနေရိတ်ခါများနဲ့ကျန်းမာရေးစောင့်ရှောက်မှုများအရေးတကြီးလိုအပ်နေတယ်လို့ HDCO ကတောင်းဆိုထားပါတယ်။ AP လကပြင်းပြင်းထန်ထန်စတင်ခဲ့တဲ့အမ်းမြုံနယ်တိုက်ပွဲများအတွင်းမှာဒေသခံပြည်သူပေါင်းတောင်းနဲ့ချီပြီးတော့အိုအိမ်ငယ်ကိုစွန့်ခွာခဲ့ရကြောင်းနဲ့၎င်းတို့အားလုံးဟာတောထဲတောင်ထဲမှာဖြစ်တယ်လို့နေထိုင်နေရတယ်လို့သိရပါတယ်။လက်တလော့စစ်ဆောင်ပြည်သူများဟာစားနေရိတ်ခါများ၊ကျမရေးစောင်းရှောက်မှုများ၊အမိုးအကာများ၊အိုးခွက်ပကံစတဲ့မိဖို့ကြောင့်တုံးပစ္စည်းများ၊ဒဂွေရီတုံးပစ္စည်းများ၊အမျိုးသမီးလဆင်တုံးပစ္စည်းများ၊မိခင်နဲ့ကလေးများအတွက်အာဟာရများ၊ချင်းနောင်များအပြင်စောင့်ရသည်ကိုရောက်နေတဲ့အတွက် အနွေးတယ်များလည်းအရေးပေါ်လိုအပ်လျက်ရှိတယ်လို့ HGCO ကပြောဆိုထားပါတယ်။တချို့သောစစ်ရှောင်ပြည်သူများဟာနေရအတိတ်ကြမရှိပဲမြေကွက်လက်များမှာယာယီတဲထိုးပြီးတော့စစ်ရှောင်လျက်ရှိပြီးတော့၎င်းတို့အတွက်အမိုးအကောင်များလည်းအရေးတကြီးလိုအပ်နေတယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်တီးတိမ်မြို့တွင်းထဲကစစ်ကောင်စီတပ်သား၄ဦးအလင်းဝင်ရောက်လာပြီးတော့လက်နက်ခဲယားများကိုယူဆောင်လာနိုင်တဲ့တပ်သားတဦးကိုတော့ငွေကျပ်သိန်း100ချိမြင့်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ18ရက်နေ့ကတီးတိမ်မြို့တွင်းမှာတာဝန်ထမ်းဆောင်နေတဲ့ခလာရ268တပ်ရင်းကတပ်သားစစ်ပိုင်ဖြိုးမြို့မှာရဲစခန်းမှာတာဝန်ထမ်းဆောင်နေတဲ့တပ်သားအောင်ပြေဖြိုး ဓာတ်ထုံးလျံနဲ့ခလိုက်ရ269တရင်ကတပ်သားရာဇာထတ်တို့ဟာ CDF CDM စီရင်ထံကိုဆက်သွဲပြီးတော့လက်နက်တလက်နဲ့ခဲယမ်းတချို့ကိုယူဆောင်လာပြီးတော့အလင်းဝင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တယောက်ကတော့18ရက်နေ့မှာမြို့ရဲအထိကိုသွားခေါ်တာ၊ကျန်တဲ့3ယောက်ကတော့ကျွန်တော်တို့စီရောက်နေတာ3လလောက်ကြာပြီးအဲ့ဒီ၃ယောက်ကနေဆက်သွဲပြီးတော့နောက်တစ်ယောက်ကထပ်ပြီးတော့အလင်းဝင်လာတာနောက်ဆုံးတစ်ယောက်ကတော့လက်နက်ပါလာတယ်အခုကျွန်တော်တို့စခန်းမှာပဲထားထားပါတယ်ရာဇာထက်အောင်ပြေဖြိုးရဲဓာတုံးလျံရဲသူတို့ကတော့လက်နက်ပါမလာဘူးပေါ့သူတို့ကအခွင့်အရေးမရလို့ပါ အခုနောက်ဆုံးကရာဇာထက်တော့နဲ့အဆက်အသွယ်လှုပ်ခိုင်းပြီးတော့မြို့ရဲအထီကိုတွားဝင်ပြီးတော့မှခေါ်လာခဲ့တာဖြစ်ပါတယ်။သူကလက်နက်ပါယူဆောင်လာတော့တိမ့်တရာချင်းမြင့်ပေးခဲ့ပါတယ်။အခုလဲဆက်ပြီးတော့ဆက်သွယ်ခိုင်းတာတွေရှိတယ်။အခုလိုမျိုးအလင်းဝင်ဖို့အတွက်လှုပ်ချင်နေတဲ့သူတွေလည်းရှိနေပါတယ်။အဲ့ဒီမှာနေလဲနောက်ဆုံးကြရင်ကျွန်တော်တို့နဲ့တွေ့ရမှာပဲလေသူတို့လဲတက်ထဲမှာမပြောဘူးလို့ပြောပါတယ်အဆက်အသွယ်မရှိလို့မထွက်နိုင်တဲ့ဟာတွေလဲရှိသလိုတချို့ကြတော့လဲမိသားစုဝင်တွေကတက်ထဲမှာဆိုတော့မထွက်နိုင်တာတွေလဲရှိပါတယ်ကျွန်တော်တို့နဲ့ဆက်သွယ်လို့တက်ထဲကနေထွက်နိုင်ပြီဆိုရင်ဘယ်နေရာမှာပဲနေနေမြို့ထဲမှာပဲ ဖြစ်ဖြစ်သူတို့ရောက်နေတဲ့နေရာထိကိုတွားကြုံပေးမှာပါလို့ CDF CDM CN စစ်ဦးစီးချုပ်ထောင်းပူကပြောပြထားပါတယ်လက်နက်ခဲရမ်းတဲ့အတူအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားကိုငွေကျပ်သိန်းတရာချင်းမြင့်ပေးသွားမှာဖြစ်ပြီးတော့စစ်ကောင်စီတပ်အတွင်းထဲကအလင်းဝင်ရောက်လူသူများတပ်သားများအနေနဲ့ဆက်သွယ်နိုင်ကြောင်းမြို့တွင်းထဲမှာပဲဖြစ်ဖြစ်မြည်သည့်နေရာမှာဖြစ်စေတွားရောက်ပြီးတော့ကြိုးစုပ်ပေးမှာဖြစ်ကြောင်းသွားလို့တဲ့နေရာလှုပ်လို့တဲ့အလုတ်ကိုင်းတွေကိုလည်းစိတ်တိုင်းကြစီမံဆောင်ရွက်ပေးမှဖြစ်ပြီးတော့ကောင်းကောင်းမွန်မွန်စောက်ရှောက်ထားပေးမယ်လို့အတိပေးထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ ်အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ